ာပါခင်ဗျကျွန်တော်ကတော့ဒေါက်တာစိုက်ကောင်ရဲ့မှာပြိဿံဆေးကုဆရာမှာပါအခုဒီဗီဒီယိုထဲမှာပေါ့နော်ကျွန်တော်မေးထားတဲ့ comment တို့ကိုကျွန်တော်ပြန်ဖြေပေးသွားမှာဖြစ်ပါတယ်ဒီ comment ထဲမှာပေါ့နော်ကျွန်တော်မေးထားတာဒီမှာဝက်ငယ်လေးတွေကိုတဲ့ဘယ်ရွယ်မှာစပြီးတော့ဝမ်းကြရောကားကွယ်ဈေးထိုးတက်မှာလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်မှာပေါ့နော်မေးထားပါတယ်ရုံးဆုံးကျွန်တော်ရှင်းပြလိုတာပေါ့နော်ဒီကားကွယ်ဈေးဆိုတဲ့နေရာမှာကားကွယ်ဈေးဝက်ငယ်လေးဖြစ်ဖြစ်ဘယ်တိရစ္ဆာန်ဖြစ်ဖြစ်ပေါ့နော်ခွေးအကြောင်းစသဖြင့် တို့စထိုးတဲ့အချိန်မှာမိခင်ကြီးမှာကာဝစီထိုးထားမထိုးထားဆိုတဲ့အချက်ကအရေးကြီးပါတယ်ခင်ဗျပြီးရင်ကျွန်တော်တို့မွေးထားတဲ့တလိ္ဆန်ကျမ်းမာရေးကောင်းမကောင်းပေါ့နော်သူကျမ်းမာနေလားဒါမှမဟုတ်ရင်ဘာယောဂိုက်ခံစားနေရလဲပေါ့မှာမူတည်ပါတယ်အခုကျွန်တော်မွေးထားတဲ့ comment မှာဘယ်အချိန်မှာစရင်မှာကာဝစီထိုးထားတဲ့လဲ message မှာစရင်မှာကာဝစီထိုးတဲ့လဲဆိုတဲ့အဖြစ်ပေါ့နော်ကျွန်တော်ရဲ့ YouTube channel မှာအပြည့်အစုံကျွန်တော်တင်ပေးသွားပါမယ်တကယ်လို့ကျွန်တော် YouTube channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ပေးထားပါအဲ့ဒါမှကျွန်တော်နောက်ပိုင်းမှာတင်တဲ့ဗီဒီယိုတွေမှာလူချင်းမင်းတို့ဖုန်းတွေမှာဒီ notification တော့ခေါ်တဲ့ချက်ပေးစာရေးတက်လာမယ်အဲ့ဒါမှကျွန်တော်ဗီဒီယိုတက်တဲ့အတိုင်းဒါအချိန်နဲ့တူညီကြည့်ရှုနိုင်မှာဖြစ်ပါတယ်ကျွန်တော် YouTube channel link ကိုလည်းဒီဗီဒီယိုရဲ့ပထမဆုံး comment မှာကျွန်တော် link ရေးပေးထားပါမယ်ကဲလို့ကျွန်တော် profile ထဲမှာလည်းဝင်ရောက်ဒီမှာကြည့်ရှုနိုင်ပါတယ်ကျွန်တော်ရဲ့ Facebook နဲ့ YouTube ပေါ့နော်ဝင်ရောက်ကြည့်ရှုနေလမ်းညွန်အသေးစိတ်ကိုလည်းကျွန်တော်ဗီဒီယိုလုပ်ပြီးတော့တင်ပေးထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ โอเคပါဆက်ပြီးတော့ကျွန်တော်ဒီမေးခွန်းကိုဖြေရမယ်ဆိုရင်ပေါ့နော်ပထမဆုံးအချက်အနေနဲ့ကျွန်တော်ဒီဝက်မာကြီးကာဖွဲဆေးထိုးထားမထိုးထားပေါ့နော်အရေးကြီးပါတယ်တကယ်လို့နော်ဝက်မာကြီးကာဖွဲဆေးထိုးထားရဆိုရင်ဒီတားခွဲတဲ့အချိန်ပေါ့နော်45ရက်တားပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့ကာဖွဲဆေးစထိုးလို့ရပါတယ်ရက်40ရက်နေ45ရက်တားမှာကျွန်တော်ထိုးစထိုးလို့ရပါတယ်တကယ်လို့ဝက်မာကြီးကာဖွဲဆေးမထိုးထားဘူးဆိုရင်သူ့ကိုနည်းနည်းစောရင်းပါကျွန်တော် ထိုးပေးရမှာဖြစ်ပါတယ်ရက်30လောက်မှာစာရင်မှာထိုးပေးရမှာပေါ့နော်အဲ့ချိန်မှာကျွန်တော်နောက်တစ်ချက်သတိထားမှာကအဲဒီဝက်ငယ်လေးရပေါ့နော်ကာဝယ်ဆေးထိုးမဲ့ချိန်မှာယောဂရှိနေလားကျမ်းမာနေလားပေါ့နော်ဖျားနေလားစရဖြစ်ပေါ့နော်အဲအရေးကြီးပါတယ်တကယ်လို့နေမကောင်းဘူးဆိုရင်ကျွန်တော်တို့ဒါသူ့ကိုကာဝယ်ဆေးမထိုးတတ်ပါဘူးထိုးလဲလကားပဲပေါ့နော်အဲကြတော့အရေးကြီးဆုံးကပြောချင်တာကပေါ့နော်တားမဆက်ခင်မှာကိုယ့်ရဲ့ဝက်မဝက်တိုးပေါ့နော်ဒါတွေကို ကာကွယ်ဆေးထိုးထားပါအဲ့မှာစိတ်ချလက်ချမွေးလာတဲ့ကလေးတွေကိုကျွန်တော်တို့ဒီတားခွဲပြီးရဲ့အချိန်မှာစိုက်မှာကာကွယ်ဆေးထိုးနိုင်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ဒီအမေကြီးကလည်းကာကွယ်ဆေးမထိုးထားဘူးဝက်တော့လည်းကာကွယ်ဆေးမထိုးထားဘူးဆိုရင်လို့တိုက်နေတဲ့ကာလမှာပေါ့နော်အဲဒီဝက်ဝမ်းကြာယောဂါတွေ outbreak ဖြစ်တယ်ကိုယ်ဆိုင်ယောဂပြန်ပွားမှုတွေဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဒါစိုးရိမ်ရတဲ့အခြေအနေပေါ့နော်ကိုယ့်ဘက်ကိုလာကူးမှလာပေါ့နော် အဲအဲ့ချိန်မှာယောဂါကြီးပြန်ပွားနေတဲ့ချိန်မှာမှကျွန်တော်တို့ကာကွယ်ဆေးစထိုးမယ်ဆိုရင်ကြေ၍မိမိရဲ့ဝတ်မှာယောဂါကြီးဝင်နေပြီးမှန်းမသိဘူးပေါ့နော်မသိနိုင်တဲ့အနေအထားရှိပါတယ်အဲအဲ့လိုမျိုးမှာကိုကတော့ထိုးရရင်ဟာကာကွယ်ဆေးထိုးလဲကျွန်တော်တို့ဒါယောဂါဖြစ်တယ်ဆိုတော့ပြောဆိုဝေဖန်မှုတွေဒါဖြစ်လာနိုင်ပါတယ်အဲကြောင့်မို့အကောင်းဆုံးကတော့ကျွန်တော်တို့ဝတ်မကြီးဝတ်တိုးမှာကြိုတဲ့ကာကွယ်ဆေးထိုးမယ်ပြီးရင်သူ့ကိုရက်40လောက်မှာစိုက်မှာဝတ်ငယ်လေးပေါ့နော်ရက်40မှာစိုက်မှာကာကွယ်ဆေးထိုးမယ် တရားနဲ့သူ့ကိုညှိုးထားမယ်ဆိုရင်လည်းကျွန်တော်တို့ဒါတစ်နှစ်ကိုနှစ်ကြိမ်ဒါကာဝေးစထိုးရမယ်တစ်နှစ်နှစ်ကြိမ်ဆိုရဲနေရာမှာကျွန်တော်ဝက်တိုးဆိုရင်လည်းဒါ6လတစ်ကြိမ်ပေါ့နော်ဝက်မိုက်ဆိုရင်လည်းကျွန်တော်တို့နောက်တတားတတားမတင်ခင်မှာကျွန်တော်တို့ကာဝေးစဒါထိုးရမယ်ပေါ့နော်အဲ့ဒါဆိုရင်တစ်နှစ်နှစ်ကြိမ်ပေါ့နော်ဘာလို့ဆိုရင်ဒီဝက်မတွေကကျွန်တော်တို့ဒါတစ်နှစ်ကိုနှစ်သားလောက်တင်နိုင်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါဗုဒ္ဓတာတစုံတရာရရှိမယ်လို့ကျွန်တော်ထင်ပါတယ် ကဲလို့မိတ်ဆွေတို့ဘုရားတို့ဆုံးပြရတယ်ဒါဝက်ကခွဲစီးနော်ရှာတလေးဆန်ကခွဲစီးနေပတ်တိုင်မှာဘုရားတို့ဆုံးပြရရတယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးကို like and share လုပ်ပေးတော့ပါကျွန်တော် channel ကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ